ဟီယောဝလုံးပဲမင်္ဂလာညချင်းလေးပါအောက်တိုဘာလ20ရက်နေ့ရက်ငယ်နေ့ပိုင်းအထူးတရီမြတ်ကိုပထမဆုံးလူရင်တူရှင်တစ်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလေးကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုအားပေးနေတဲ့တုံ့ပြန်ချင်းတွေအားလုံးကျေးမြတ်ချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတွေစကြရအောင်ပခုတိုင်းပုံတီမြုပ်နေမှတ်တမ်းရေးစခန်းမှတမန်ကြီးရွာစစ်တစစ်စေးရိတ်ကိတ်ကိုဂိတ်ဖွင့်ဖို့လာတဲ့ရေကားကိုပုံတီမြုပ်မြုပ်နေပြီးတုကကွေရဲ့အဖွဲ့နဲ့မြို့ဟာ၂၁ကွက်ကေမှုအောက်ရှိ ၃၆၀တိတည်ရင်တခွေလေးတို့ကမိုက်ရွှေတခိခိယာရေးတဖွဲ့ဝင်နှစ်ကောင်ဂွေတီဝတ်တီတေဆုံးပြီးငါကောင်တန်ရာရတော့တယ်လို့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။အောက်တိုဘာလ၁၆ရက်နေ့မနက်စိန်တိုင်းခမ္ဘာပတ်တန်ရေးစခန်းမှာဒုတ်ရေအုပ်အေမင်ထွန်းပါဝင်တဲ့ကာကာတမန်ကြီးရောက်ကိတ်ကိုဖွင့်ဖို့လာရောက်ချင်းတိတ်ခိတ်ခံရပြီးဒုတ်ရေအုပ်အေမင်ထွန်းနဲ့နေတင်အောင်ကြိုထတ်တော့က အပိနထန်တန်ရာရရှိလို့ပြီးစေယုံကိုပူဆောင်စေကုသစင်တေဆုံးသွားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကောင်းလိတ်တဲ့တတင်းနောက်တင်းရန်ကုန်မြို့တကုံမြို့တိမြို့ပိုင်းရှိမြို့ဆိုထီးမြသည့်စစ်မှုထမ်းအတွက်လူလိတ်ဖန်ချင်းဖြစ်စစ်ပွားချန်နေကြောင်းသိရှိရပါတယ်မြို့တကုံမြို့ဆိုထီးမြသည့်လမ်းပေါ်တွာလာနေသူများလမ်းဘေးထိုင်နေသူများ အင်းနေသူများနဲ့ငါဖတ်နေသူများကိုလိတ်ဖန်းကစစ်မှုထမ်းရေးကွက်ထေရောင်းစားလေးရှိကြောင်းရန်ကုန်စကော့နက်ဝက်မှတာဝန်ရှိသူတဦးကပြောပါတယ်။ကျူးကျော်နေရာတွေမှနေတဲ့လူတွေက သူတို့ရဲ့အတ္တိက ပြတ်မှတ်ပါပဲဗျ။အင်းနေရာတွေကဖြစ်စဉ်တွေဆိုလူတွေတိတ်တတိမထာမိတကြလို့ဖြစ်ပါမယ်ဟုလကောင်းကပြောပါတယ်။ အော်တိုဘလာ5ရက်ညစေနာရီခန့်တွင်မြို့တကုံ53ရက်ကွက်အတွင်မျိုးစိုးတီအဖွဲ့ဝင်5ဦးတောက်ကင်းလှည့်နေစဉ်တွေ့သည့်ရက်ကွက်ထဲ5ဖက်နေသည့်ရုပ်ကြလေ6ဦးကိုထုကျိတ်ရိမ့်သက်ကာဖမ်းခေါ်သွားပြီးစစ်တပ်ထေပုလိုက်ကြံရင်း6ဦးအနက်3ဦးမှာအသက်မပြည့်သေးဟုဆိုကာပြန်လွှတ်လာပြီးကျန်3ဦးကိုမူစစ်တင်တန်းချောင်းတောက်ပုလိုက်ကြံ RSN ကတရင်ထုတ်ပြန်ထားပါတယ် ဖန်စီခံရတော်လူငယ်များမှာမြုပ်တကူမြုပ်နေမဟာမြိုင်တေကွန်းဖက်ရှိကျူးကျော်နေရများ၌နေထိုင်သူများဖြစ်ပြီးမိသားစုထံတကျင်းဆက်သွေးခွင့်ရသဖြင့်ပခုတိုင်းအောက်တွင်တနေရှိလေချင်းရတတော်ရောက်နေပြီဟုတိရကြောင် RSN ကဆိုပါတယ်အထူးသဖြင့်မြုပ်ပေါ်မှာရှိတဲ့ပြည်သူတွေတတိထားကြပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်နောက်တင်မန္တလေးတိုင်းမိထလာအချင်းထောင်ပါအမျိုးသမီးနိုင်ချင်းတူထွက်ပြီးလွတ်မြောက်ခဲ့ပြီးနောက် ထောင်ပိုင်အပါဝင်ထောင်ဝန်ထမ်း၆ဦးအလောက်ဖြုတ်ခံရကြောင်းစုစမ်းသိရှိရပါတယ်။အစူပါထောင်ဖုတ်ပြီးထွက်ပြီးလွတ်မြောက်ခဲ့သည့်တည်င်းကိုဖုံးထားတော်လေ။ပင်ပတောပုတ်ကြားသွားခဲ့သဖြင့်ယခုလအတွင်း၌အောက်တိုဘာလအလောက်ဖြုတ်ခံရခြင်းဖြစ်ကြောင်းမစ်တလာအချင်းထောင်နှင့်နိစက်သူများကပြောပါရယ်။အရှင်ကတော့တူတော့ပါတူတော့ထောင်းအနာပိုင်များအပင်ကိုတတိမထုတ်ပဲကြိတ်ပြီးတော့ရှာနေကြတာမျိုးပဲလုပ်နေကြတယ် ပြီးတော့တင်းကပုတ်သွားပြီးအကုန်တီးသွားကြတော့မှထောင်ပိုင်ရောဝန်ထမ်းတွေပါအလောက်ဖြုတ်ခံရတာပါဟုမစ်တလာအချင်းထောင်နဲ့နီးစတူတူကပြောပါတယ်။ကောင်းလေးတဲ့တတင်းတော့တင်းစစ်ကောင်စီစစ်ဦးစီးတက္ကသိုလ်တက်နေသူအရာရှိတို့ဤယုံအဖွဲ့ဝင်များမောင်းတင်လာသည့်အင်စီကမှကလိုမြုပ်တွေလမ်းပေရထသည့်ကုန်တင်ကနောက်ပိုင်းကိုတိတ်မိရာ ကားပေါ်ပါတကောင်တေဆုံးပြီးတကောင်တိုင်ရာပင်ထန်စွာရခိချောင်းဒေတာခမြတ်ထမတီစီရပါတယ်။အောက်တိုဘာ17ရက်ညစေနာရီခတ်တွေတောင်ကြီးမှအောင်ပန်းဖက်အဝင်စစ်ကောင်စီပညာရေးတပ်အမှတ်တုံးအနီး၌လမ်းဘေးတွေဆက်ချွေရွံ့ရက်ထားသည့်ကုန်ကားဤအနောက်ကိုအင်စီကားမှဝင်ရောက်တိတ်မိချင်းဖြစ်ကြောင်းရင်တိတ်မှုဖြစ်ရာအနီးတောက်ရင်းနှင့်စစ်သားများအမြအပြရောက်လာပြီးဘေးမှ ဝိုင်းအောင်ကြည့်သူများကိုမောင်းထောက်ချံအခင်ဖြစ်ရက်ကိုမျက်မြင်တွေ့သူတဦးကပြောပါတယ်တေဆုံးတဲ့တကောင်နဲ့တန်ရရရှိသူတကောင်ကအရာရှိတွေဖြစ်နိုင်တယ်လို့သိရှိရပါတယ်။ကားပေါ်မှာပါလာတဲ့အကောင်တွေကရက်မှုတွေလို့လည်းသိရှိရပါတယ်။ကားပေါ်မှာမြင်းတကောင်ပါလေဆိုတာကတော့မရေးထားပါဘူး။ကောင်းလေတဲ့တည်နောက်တည်။ရခိုင်ပြည်ကျောက်ဖြုံမြုံနေတွေအရခတ်တတော်အေအေကယခုရပိုင်အတွင်လက်နက်ကြီးကြီးနဲ့ဒုံးတော့ဖြစ်တိတ်ခိတ်ရွယ် တုံးစတိရိတ်တရင်တဲ့လက်နချီအထိုင်စခန်းတောက်ကြာရောက်ရွေတီကေတီဆုံးဖို့ရှိနေသည်ဟုဒေတာခန်စီရေးတရင်ရမိမြကပြောပါတယ်။ကျုပ်ဖြုံမြုပ်နေတွေအေအေကဒရုန်းဖစ်ပစ်ခတ်၍ကျုပ်ဖြုံမြုပ်အနည်းရှိအချမ်ပစစ်တီအမတ်တုံးစတိရိတ်တရင်သေးပါအချမ်ပစစ်ကောင်စီစခွေလေးစိခန့်တိခိတ်တန်ရာရတေဆုံသွားသည်ဟုမြုပ်ခန့်တူကပြောပါရယ်။တုံးစတိရေးတဲ့ရင်ကိုဒုံးကြတာမနေသေးတယ် ဒဏ်ရာရတဲ့သူတွေကိုအင်စီကာ၃စီလုံးနဲ့ခလာရ၃ချုပ်ကိုပူတာတွေ့တယ်။လူတွေပွတ်တိတ်နေတယ်။တဲတူတွေကတော့နေဗီနဲ့ငလပွတ်ကနေပူတယ်။ဘေကူပူလေမတိဘူး။တစ်ပုတ်တောင်ဖက်ကိုဖိဖုများတယ်ဟုပြောတယ်။ယင်းပင်အေအေကပိလိုက်သည်လက်နကြီးကြီးဒီလေ။ကျုပ်ပြုံမြုပ်နေရန်ချောင်းတဲ့တစ်ပုတ်တောင်လမ်းဆောင်တွေအထိုင်ချက်ထားသည့်အကြံဖက်စစ်တပ်၏လက်နက်ကြီးအထိုင်စခန်းတောက်ကြောက်ခဲ့ပြီး ချုပ်စီကြိုခတ်တည်တယ်။ဒဏ်ရာရမှုရှိသည်ဟုစီရေတရင်ရင်မိတူကပြောပါတယ်။တုံးခွတ်ဆုံးမှာအခုတူတော့လက်နက်အထိုင်စခန်းတော်လောက်ထားပြီးအဒီနေရမှာကြတာ လက်နက်ကြီးချုပ်စေ90လောက်ရှိမယ်။တေတဲ့သူတွေကတေတရပင်းထန်ရသူတွေလေးပါတယ်ဟုပြောပါတယ်။တေဆုံတဲ့စစ်ခွေချုပ်စေကြိုထဲမှာအရာရှိတွေလေးပါတယ်လို့သိရှိရပါတယ်။၄၀နဲ့ချုပ်စေပေါင်းရင်တရာစုစုပေါင်း100ကျော် ခွေးတီဝတ်တီတီတွားတာဖြစ်ပါတယ်။ကောင်းလေးတဲ့တင်းတော့တဲ့ကဂျင်ပီနေမြဝတီမြအနီ KK ပတ်ဝင်းအဒွင်းစီအဆောက်အအုံတစ်ခုကိုလက်နက်အပီးအစုံနဲ့စစ်တကဝင်းရောက်စင်းင်းနေပုံဓပုံရိုက်ပြီးဒီနေ့အောက်တိုဘာ20ရက်ထောက်စစ်ကောင်စီဝါဒဖြတ်တည်င်းစာတွေမှာဖော်ပြထားပါတယ် KK ပတ်အဒွင်းမှတရားမဝင်ဆက်သွေးမှုဆောင်ရွက်မှုရည်ရွယ်တက်စင်ထားတဲ့ စတားလင်းစလောင်းအဆုံ30နဲ့ဆက်ဆက်ပစ္စည်းတွေတင်းစီရမိခဲ့ပြီးအဆောက်အုံတွေထိကအလောက်တမအမျိုးသား1645ယောက်အမျိုးသမီး455ယောက်နဲ့လုံချုံရဲ့အမျိုးသား98ယောက်စုစုပေါင်း1149ယောက်တွေ့ရှိခဲ့တယ်လို့လည်းတတိမာဖော်ပြထားပါတယ်စစ်ကောင်စီတပ်ကအရင်ကလည်းမကြာခဏအဖမ်းအစီပြကတတိမဖော်ပြမှုတွေရှိခဲ့တယ်လို့ကြားဖြတ်လောက်ငန်းပါ လောက်ကင်ခေဖူးသူတွေစီကတည်စီရပါတယ်အလောက်တမန်1198ရောက်ကိုမဖမ်းဘူးစတာလင်းနဲ့ဆလောင်30ဖမ်းထားတယ်အဲ့ဒါဖီကရှင်းရှင်းလေးပဲဂျပန်လောက်ငန်းကခေါင်းဆောင်တွေနဲ့စစ်ကောင်စီခေါင်းဆောင်တွေကိုတွေ့ဆုံဆွေးနွေးပြီးမှ KK ပတ်ကိုစီနှင်းတယ်လို့တည်စီရပါတယ်အမေရိကကလာစစ်တော့မယ်ဆိုတာကိုစစ်ခွဲတွေကတီးလို့ဟန်ဆောင်ပြီးမှစီနှင်းတာအရေးကြီးတဲ့ပစ္စည်းတွေပါသွားမယ်ဆလောင်တွေပါသွားမယ်စတာလင်းတွေပါသွားမယ် မင်းတို့စခွေတို့ရဲ့လောက်ရက်တွေကတော့ဟာတာပဲရီးစရာပဲကောင်းတယ်လို့ဒီကနေ့ပြောချင်တယ်။မင်းတို့ကအမေရိကန်ကိုလင်းလောက်ရမလားကွာခွေးသားတို့ရဲ့အေးအေးယူချင်ရောက်ရင်ပြန်ယူမှာပဲမပူချန်နဲ့ဟုတ်ပြီနော်။နောက်ဆုံးတရင်တစ်ခုကတော့တူတူလေးပဲပြောမယ်။မလေးရှားနိုင်ငံမှာအောက်တူဘာလအတွင်းမှာလုပ်မယ်။အာဆီယံအစီအဝေးမှာငဒူးလှိုင်တက်မယ်လို့တည်င်းတွေထွက်ပေါ်နေပါတယ်။မလေးရှားတည်င်းမှာလည်းဖော်ပြထားပြီ။နောက်ဆက်ပါဖြစ်မလဲစောင့်ကြည့်ကြသေးတာပေါ့။ အောက်တိုဘာလ20ရက်နေ့ရက်ညနေပိုင်းအထူးသတင်းကတော့ဒီလောက်ပါပဲကေဒါဆွေတို့ကျွန်တော်တို့ပထမဆုံးကူပုတ်ရဲ့ဗီဒီယိုကိုတစ်ချက်လောက်ရှုကြရအောင်အင်တာဗျူးလေးမစခင်အန်ဒီနဲ့အလွတ်တော်စကားလေးနဲ့နှက်လိုက်ပြောမယ်နော်ပြောလေသမီးပြောရပါတယ်သမီးရဲ့ဒီရဲ့ပိုင်းနဲ့ Facebook မှာလေ NLD Party ကရွေးကောက်ပွဲပြောင်းမှုရတဲ့အတွက်လေအဲ့ဒါအရေးချင်းမပြည့်မီဘူးဆိုပြီးတော့မှ live ပေါ်မှာပြောနေတာလေးကြားလို့လေအဲ့ဒါနဲ့ပတ်သက်ပြီး NDC ကအမှန်တရားလေးတွေကြားချင်းလို့ပါဩဟော ရပါတယ်သမီးရဲ့အန်တီပြောတာမမှားဘူးလေသမီးစဉ်းစားကြည့်လိုက်လေအဲဒေါန်ဆန်းစုကြည်မရှိတဲ့အချိန်မှာသူတို့တွေဘာမှမလုပ်တတ်ကြတော့ဘူးလေအဲ့ဒါအန်တီပြောတာမလွန်ပါဘူးဒါအရှိတရားတွေပဲအရှိတရားတွေကိုလက်ခံရမယ်လေဟိုအန်တီတို့ပါတီဆိုလို့ရှိရင်ကွယ်အန်တီတို့ပါတီနဲ့ဟိုပေါ့အန်တီနဲ့ဆိုရင်ကြည့်လိုက်ရင်လေဟိုခုနှစ်တရောအဲအများကြီးကွာတယ်လေဒါပေမဲ့အန်တီတို့ပါတီဆိုလို့ရှိရင် ဘာပြောပြောအခုဆိုလို့ရှိရင်၃လသားပါတီလေ၃လသားပါတီတောင်မှလေရွေးကောက်ပွဲကိုဟမ်ဟိုပါလေအဒီလိုပါတီကဟို၃လသားမဟုတ်ဘူးထင်တယ်နော်ဟုတ်လားသုံးနှစ်တာပုံလားသုံးသုံးနှစ်တာလားလို့ဟုတ်လားခဏလေးတော့အစီအလွတ်မရလို့တော့ခဏလေးခဏလေးတော့စာရည်လေးတောက်ယူလိုက်မယ်နော်ပြည်သာတောင်းအောင်နော်ဟုတ်ကဲ့ရောက်လာပါပြီသမီးအော်ဟုတ်တယ်ဟုတ်တယ်သုံးနှစ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 ် တုံးနှစ်သား sorry တော့တုံးနှစ်သားပါတီတော်မှလေအခုနေရာပေါင်းစုံမှာမက်ဆန္ဒနယ်တွေအများကြီးမှာပါဝင်ရှင်ပြိုင်မှုတွေအစင်သင်းဖြစ်နေပြီဟာလူအင်အားကလည်းအပြည့်ပဲယုံနေရလည်းအပြည့်ပဲမက်ဆန္ဒတွေအကုန်လုံးကိုအန္တရာအာလုံးအရင်နဲ့အလုံးအရင်နဲ့အန္တရာရှင်ပြိုင်မှုအစင်သင်းဖြစ်နေအန္တရာပါတီတော်မှလေတုံးနှစ်သားပါတီတော်မှဒါလို့လုံနိုင်တာလေသူတို့တွေမလုံနိုင်ဘူးဆိုတော့လေ အဲ့ဒါဟိုတယောက်ကိုပဲမိခိုနေရတာကြီးရလေအဒီသိပ်ပြီးတော့ဟိုကိုကကောင်းစီကျင်တော့ပါသမီးရဲ့ဟိုအားလဲဟိုတကယ်နိုင်မယ်ကြီးဟိုပါတီတခုမလားအဲ့ဒါကြောင့်ကိုကအဲ့လိုလေးပြောလိုက်တာပါအော်အော်တော့ record တော့တမီးတော့အဲဒါမှဒါရီအမှန်တရားတွေပါပဲเนาะ တမီ interview ပြုလို့ရပြီเนาะတမီတခြားရှိစင်တာရှိသေးလားတမီဟုတ်တယ်နားလေးလို့ရှိတယ်ဒါပေမဲ့ interview လေးစလိုက်တာဟုတ်ဟုတ်ကဲ့ပါကဲဒေါက်တာတော့တက်ကန်စတိုင်နဲ့လောက်တာဖြစ်ပါတယ်ကူချီပုတ်ကိုလည်းအပြစ်ကြပါအောင် YouTube မှာကူချီပုတ်လို့ရေးလို့ဆိုရင်သူ့ channel အတိထွက်မှာဖြစ်ပါတယ်တခါတလေဒီလူမျိုး video တွေကြည့်တာစိတ်ပျော်တာပေါ့နော်ကဲဒါဆိုရင်တော့ note video နေပြည်တော်တက်ရင်စီရရှိရေးဖို့မြေပြုတ်သွားတဲ့စကားကိုတစ်ချက်လုံးနှ ಾಸ င်ကြည့်အောင်ဟုတ်ဒီ ား SDA ကိုတက်နေတယ်ပြီးအောင်ကျွန်တော်ပြောချင်တယ်ဘာလဲဆိုဒီခင်ဗျားတို့တွေကဘာဖြစ်လို့ anti ကိုတက်တာဆိုဒီမြန်မာနိုင်ငံအတွင်းမှာကျွန်တော်တော်လှန်ရင်လို့အရာကိုလက်နက်ကအနေနဲ့ဖတ်ပေါ်လာတာမဟုတ်ဘူးလားတော်လှန်ရေးလုပ်ရှင်ကိုဖတ်ပေါ်လာတာမဟုတ်တော့အခုလိုအချိန်မှာမှတော်လှန်ရေးကိုကောင်းကောင်းမလုပ်ချင်ဘူးတော်လည်းရေကိုဒီဇိုင်းမမလုပ်ချင်ဘူးဘယ်အချိန်မှသွားလုပ်ပါလဲကျွန်တော်2690ကိုအရင်ကတည်းကလို့တော့ပါတချို့ရောက်တယ် အရင်ထိခိုက်တော့စိတ်ထိခိုက်တော့မပြောတော့ဘူးဒါပေမဲ့အခုချိန်မှာတော်လန်လို့အကောင်းဆုံးချိန်မှာဒီ NCA ဆိုတဲ့ကိစ္စကြီးနဲ့မိမိရဲ့အိတ်ကက်ထဲထဲဘူးအခုကအထူးသားကြပါနဲ့လက်ရှိချိန်ဒီအချိန်ခါမှာမတော်နိုင်ဘယ်တော့မှတော်နိုင်တော်လန်ရင်းလုပ်ရဲဆိုပြီးလူဆိုတဲ့ဂုံပုတ်ဘယ်တော့မှစကတ်လုံးမပုံပါနဲ့လို့ပဲကျွန်တော်ပြောရင်လည်း NCA မပေါင်ဝင်နဲ့အထွက်မှန်တယ်များကိုအကုန်လုံးပြောချင်တာပါနော်ဟုတ်ကဲ့ပါနော် ဒါစကားမတူဘောနော်ကျော် comment တစ်ခုပြလို့မပါဝင်ချင်တာမဟုတ်ပါဘူးတဲ့မင်းတို့ကခွေးတွေကိုဖမ်းမင်းဆေးကူးလိုက်သမင်းကျွေးလိုက်စိတ်ပြက်တယ်အဲ့တော့ကျွန်တော်ပြန်ပြောပြမယ်နော်အဲ့ဒီ comment ကိုကျွန်တော်ပြောပြမယ်ကျွန်တော်တို့ကလေကျွန်တော်ကဒီဥပဒေအပြင်သွားလို့မရဘူးနော်ကျွန်တော်တို့ကလက်နက်ကင်တော်လန်နေတာဟုတ်တယ်ကျွန်တော်တို့တော်လန်ရေးလူငယ်ဆိုမဲ့ကျွန်တော်တို့မှာဥပဒေရှိပါတယ် ဂျန်နီဝါကွန်ဗင်းရှင်းဆိုတဲ့ဥပဒေရှိပါတယ်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့စိတ်လူဆန္ဒတိုင်းကျွန်တော်လုပ်လို့မရဘူးဒီခွေးလိုပဲတွေးလို့ရှိရင်တက်ရှင်တိုင်းတက်ဖြတ်ရှင်တိုင်းဖြတ်တော့လုပ်လို့မရပါဘူးကျွန်တော်တို့မှာအထက်မှာချမှတ်ထားတဲ့အမိတ်ကိုကျွန်တော်တို့စောင့်ရပါတယ်ကျွန်တော်ရဲ့စိတ်သဘောအတိုင်းပဲကျွန်တော်လုပ်လို့မရဘူးဟိုဒီစစ်တုပ်ပန်းကိုကျွန်တော်တို့ကနှိမ့်ဆက်လို့လည်းမရပါဘူးတက်ဖြတ်လို့လည်းမရပါဘူးသူတို့ကျမ်းမာရင်မကောင်းလို့ရှိရင်ကျမ်းမာရင် ိုကုသမှုပေးရတယ်သူတို့ရဲ့လိုအပ်လို့ရှိရင်လိုအပ်တဲ့ဟိုနော်အကူအညီကိုကျွန်တော်တို့ပေးရပါတယ်ဗောနော်ကျွန်တော်တို့ပြီးလို့ရှိရင်သေချာထိမ့်သိမ်းဆောက်ချောင်းရပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကပါလဲဆိုတော့ဒီစစ်သုံးပိုင်းရဲ့မိသားစုတွေကိုပါကျွန်တော်တို့ဒီဗောနော်သေချာဆောက်ချောင်းပေးရပါဗောနော်ခေါ်လို့ရလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီစစ်ဆောင်စခန်းမှာပြည်ပြည်သေချာဆောက်ချောင်းပေးရပါတယ်ကျွန်တော်တို့ဒီစစ်သုံးပိုင်းဆိုပြီးတော့လဲသူတို့လက်လို့ဆိုပေလောက်လို့မရဘူးဗောနော်ကျွန်တော်တို့ဘက်မှာက ဘာဖြစ်လို့တချို့တော့ပြောရပေါ့နော်နင်တို့ဒီတော့ဒီတက်နေတာနင်တို့ကဘာလို့အဲ့လိုလုပ်နေရလဲဆိုတော့ကျွန်တော်တို့မှာစီမင်းစီကနေရှိရပေါ့နော်ကျွန်တော်တို့ကဥပဒေစစ်ဥပဒေနဲ့သွားတယ်ကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှိရင်လေဘောတော့ကျွန်တော်တို့ကုတ်ခဲ့တဲ့အကြီးခဲတွေရှိရကျွန်တော်တို့ထိန်းချုပ်ထားတယ်ဗောနောအစစ်အစစ်အစစ်လိုက်ဆိုကျွန်တော်တို့ရဲ့သူတို့ရဲ့အမိတ်ကိုကျွန်တော်တို့စောင့်ရပါတယ်ဗောနောကျွန်တော်လှုပ်ရှင်တိုင်းလှုပ်လို့မရဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဒီသူတို့နဲ့ရှင်လို့ရှင်တော့အဲ့လိုလှုပ်လို့မရဘူးဗောနောဟုတ်ပါတယ်ဗောနောတော့ပြောနေတာဗျာ ျွန်တော်တို့မင်းကစစ်သားပေါ့စစ်သားအတိုင်းမှာစစ်ဥတွေရှိတယ်ကျွန်တော်တို့စစ်ကောင်စီဘက်ကစက္ကမဘက်ကစစ်သားတွေကျွန်တော်မေးရင်ခင်ဗျားတို့ကဟောစစ်ဥပဒေမရှိဘူးလားစစ်ဥတွေမရှိဘူးလားကျွန်တော်တို့လိုက်နာနေရတဲ့စစ်စည်းကမ်းတွေဒါကတော့တပ်ဖွဲ့တိုင်းမှာဗေဒပ်ဖွဲ့မဆိုစစ်ဥတွေဆိုတာရှိတယ်အဲ့စစ်ဥတွေကိုလိုက်နာတဲ့ဖွဲ့တွေမလိုက်နာတဲ့ဖွဲ့တွေရှိတယ်ကျွန်တော်တို့ကတော်လှန်ရေးလုပ်နေတာပြည်သူတွေကပြည်သူတွေဖြစ်တယ်ပြည်သူကနေပေါက်ွားလာတဲ့လူတွေဖြစ်တယ်အဲ့တို့ကျွန်တော် ဘယ်နိုင်ငံစစ်တပ်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ပြည်တော်အကောင်အွယ်ကိုဖွဲ့စည်းထားတာဖြစ်တယ်။ဒါပေမဲ့ဒီဒီပေါ်မှာနေနေတဲ့ပြည်သူတိုင်းကိုကောင်အွယ်ပေးဖို့အတွက်စစ်တပ်ကိုဖွဲ့စည်းထားတာဖြစ်တယ်။ပြည်သူရဲ့အဖို့ဘန်နာနဲ့ဒီစစ်တပ်တွေကိုလက်သာပေးထားတာဖြစ်တယ်။ကျွန်တော်တို့စစ်ဘုံချုပ်ဘုံမူတရားရောက်ကအခုဘန်နာပတ်စံနဲ့ဒီစစ်တပ်ကိုဖွဲ့စည်းထားတာမဟုတ်ပါဘူး။အဲ့ဒီတော့ကျွန်တော်တို့ကိုယ်တိုင်ကအခုဆိုရင်ကျွန်တော်တို့လာတာမရဘူးကျွန်တော်တို့ဒီတော်လိုင်းလေးလုပ်ဖို့အတွက်ကိုကျွန်တော်တို့မှာဟာ န်ဒီဘာညာဘာမှမရှိဘူးဗျာကျွန်တော်အခုနေဘန်နာကြီးဘာမှမရှိဘူးဗျာအခုလိုချင်းကျွန်တော်ပြည်သူနဲ့ဒိုင်ရိုက်ဆန်ရှင်းဆိုင်ကျွန်တော်တောင်းနေတောင်းရဲနေပေါ့ကွာတောင်းနေပဲထားလိုက်ပါဦးကျွန်တော်လိုအပ်ချက်တွေကိုကျွန်တော်ဖော့ပြတယ်ပြည်သူကလည်းတက်နိုင်တော့ပေါဝင်ပေးတယ်အဲအဲ့ဒီအနေထားတွေမှာကျွန်တော်စစ်ကောင်စီဘက်ကကောင်းရအောင်ဒီပြည်သူရဲ့အခွင့်အရေးစားပြီးတော့စစ်သားတယောက်စစ်စစ်ပုဂ္ဂိုလ်လက်မမထောင်ရေးကြတာကျွန်တော်ရွှေချပြီးလို့ဆုံးဖို့ပေါ့အဲအဲ့ဒါစစ်သားမှန်လို့ရှိရင်တော့ကျွန်တော်ပြည်သူဘက်ကကောင်းကောင်းကြက်တီးပြီးလိုအပ်ပါတယ် စစ်ဘုံကျုပ်ကြီးပတ်တတိစီအောင်မလို့ပါဘူးကျွန်တော်တို့ဒါကိုလည်းကျွန်တော်အတွင်တဲ့အခါကလူတိုင်းမိဘပြောကြတယ်ဒါပေမဲ့အချို့တွေမှာနှပေါင်းအပါကြဘူးနှပေါင်းအပါရင်တော့နှပေါင်းဖောက်ပြရပါလိမ့်မယ်အဲအခုကျွန်တော်စစ်ဒီတိုက်ရတယ်ကျွန်တော်တော်လိုင်းလုံနေရတယ်ဆိုတာလည်းကျွန်တော်တို့ပါဇက်နဲ့ပြောလို့များရတယ်လူတွေပို့လို့ကျွန်တော်တို့ကြည်စံကိုပဲနားရတယ်လူတွေပို့လို့လက်နက်ကိုပဲနားရတယ်လူတွေပို့လို့ကျွန်တော်လက်နက်နဲ့ပြန်ပြီးတော့တော်လိုင်းလုံနေရတာဖြစ်ပါတယ်အဲအဲ့တော့ကိုလည်းအဲကျွန်တော်တို့ ်မြန်မြန်ပြီးဆုံးနိုင်မှုအတွက်ကိုလည်းပြည်သူတွေအနေနဲ့ဒီစစ်ကောင်စီရဲ့အခွန်ပဏာတွေကိုရသိမ့်၍ကျွန်တော်တို့ဖြစ်တော့ပါကျွန်တော်တို့စစ်ကောင်စီနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဘိုက်ကော်တွေရှိပါတယ်ကျွန်တော်တို့တော်လိုင်းရေးဘက်တွေကဝင်ဖြစ်နေတယ်စော်အုပ်ပြီးနေတယ်ဘိုက်ကော်တွေရှိတယ်အဲ့ဒါတွေကိုလည်းကျွန်တော်တို့ပအဝင်ပေးပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီတော်လိုင်းရေးတွေကိုဘက်ကိုလည်းအားပေးကြဖို့ကျွန်တော်တို့ထောက်ခံကြဖို့ပြီးတော့ဘာကြောင့်ထောက်ခံရလဲဆိုတော့ကျွန်တော်ရှေ့မှာပြောတဲ့စကားတိုင်းတော့ဘောနော်စစ်သားဆိုတာစစ်သားတယောက်ဆိုတာစစ်စည်းရအောင်တိုင်းတာကျွန်တော်တို့ PDF တော်လိုင်းရေးဘော်တွေက ခုနကွန်မန့်မှာလည်းပါတယ်ပေါ့နော်ဒီမင်းတို့တွေကတိုက်ကြတိုက်နေတယ်မိတို့ရှင်စုံမှမိတို့ရှင်ဘာလို့ဒီမင်းကြီးထားတယ်ရှေ့ကူကြီးရတာလဲသူတို့မိသားစုဘာလို့ခေါ်ထားတယ်ဒါအောင်ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အဲအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်စစ်သားတယောက်ဖြစ်နေရင်စစ်သားနဲ့အတူတဲ့စစ်သားကိုပဲကျွန်တော်တို့ပေါင်းဝင်အားပေးကြဖို့ကျွန်တော်ပြောကြခြင်းပါဖန်နေနော်ပြောသွားတာတွေဒါလေးစပါတယ်နေပြည်တော်ကပြည်သူတွေနိုင်ငံချက်မှရောက်နေတဲ့ပြည်သူတွေ ကျေးဇူးပြုပြီးတော့နေပြည်တော်တည်ရင်စီရာရှိကိုလှူပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။ kedasuin.no video ding dong thet pu pi ngat pyet ne de ong ti ti che lou na sin ji ao nga a lu ge camera di ma myin mu da thot ja ha covid he ya le di chain di camera ma myin mu da le di chain ma raw po la pi lo ong ti yoe shin yai chin lo nu pya ji blao yu le lo me naw ma blu ba ba ban pyo ma ma de မတိတော့ဘူး what ဟိုမေးရမယ့်တခွန်းလေးရှိတယ်ကျွန်တော်ဘလောက်လောက်များတန်လဲမသိဘူးမတန်ဘူးဘာမှမတန်တော့ဘူးနောက်ခုကဒီပြောအဲ့ကလည်းဖုံးပြန်မဆက်တော့ဘူးနှခမ်းမွေးအဖတ်တယ်နှခမ်းမွေးဘာလို့တိုက်ရမလဲအေးရိတ်ပလဲရမှာလားဆက်ထားမှာလားကိုက်ကဖုံးဆက်ကမဖုံးဆက်မှာလားမဆက်ဘူးလားမဆက်တော့ဘူးဆိုတော့နှခမ်းမွေးရိတ်တော့မှာသူကရိုက်ရမယ့်ကဖိုက်တာအားတဲ့ဆိုတော့နှခမ်းမွေးထားလိုက်တာသူဖုံးလည်းမဆက်သေးဘူးနှခမ်းမွေးတော့တော်တော်ရှည်နေတို့ရုပ်ရှင်လောကမှာ ဟိုအရင်တုန်းကတော့ဗောနော်ကိုုံးတီတို့ကိုုံးတီတို့ကဟိုဟိုတော်တော်မှီခဲ့တာဗောကိုုံးတီဆိုကွာရွေးချင်းလောကကိုခုဆိုခုလောက်ဆိုကွာအတနည်း30လောက်ရှိတယ်ဦး30ရှိတော့ဟိုအရင်တုန်းကဟိုတို့ပြောရမယ်ဆိုရင်ကွာထိုင်တန်နဲ့ယင်းဒီပရိုဂျူဆာနဲ့ယင်းကတော့ရွေးချင်းရဲ့တယ်ဗောရတယ်အဲ့မှာထိုင်တန်နဲ့ယင်းဒီမှာဒါတားအားရောက်မင်းဆရာကျွန်တော်ကိုဘောကလေးခေါ်ပါဦးတယ်မလားပရိုဂျူဆာဆိုလဲပရိုဂျူဆာအဟိုကိုကွာရမယ်ဆိုကျွန်တော် ထည့်ပေးပါအောင်။အားရဦးဒီမင်းထည့်ပေးမှာကွာ။ဒါဒါလည်းဦးဒီမင်းကထည့်ပေးရပါညာဆို။အဲ့လိုမျိုးရိုက်ကြတဲ့လောကဖြစ်ဖြစ်သွား။ညီဘလောက်တော်တော်ညီပုံစံအချိုးမကြရင်အာတကောင်းဆောင်မကတော့မခေါ်ဘူးကွာ။အဲ့ထာကြီးရှိတယ်။ဒါရွေးရှင်လောကမှာဒါပေါ်တင်ပြောတာ။နောက်အခုဟာလေရွေးရှင်လောကမှာဂရုဂရုတွေနဲ့တွားကြတယ်။ဒီလား။မေတ္တာအားတော်လုံးမှတာမဖြစ်မနေခွဲရိုက်တူကသူ့ကရုဏာသူတွားနေကြတယ် မင်းဒီမှာဒိုက်တာမောင်ဖြူရရင်မောင်ဖြူနဲ့အမြဲတမ်းပါတဲ့ဂရုကအမြဲပါတယ်။မောင်မဲရရင်မောင်မဲနဲ့ပါတဲ့ဂရုကအမြဲတမ်းပါဒီလူတွေပဲ။ကြည့်ရမလား။ကိုရောငတ်ပြတ်နေပြီစပင်ကိုကြည့်ပါဦးမျက်လုံးတွေကိုကြည့်ပါဦးမင်းမပါထုတ်ခံနေလို့အဲ့လိုဖြစ်သွားတာတိလား။ဒီထက်ငတ်အောင်ပါမင်းကလမ်းဘေးဘွားရောက်သွားမှာဟုတ်ပြီနော်။ကေဒါဆွင်တော့နောက်ဗီဒီယိုကျင့်ဖွဲပါတီခွေးညံဝင်းထွန်းပြောသွားတာကိုတစ်ချက်လုံးနားစင်ကြည့်အောင်ပတ်ထားကြဒီကောင်းကို။ PPDL လေးတွေအလင်းဝင်တဲ့အချိန်မှာမြို့ထဲကို တက်ကအဖွဲ့တွေက inspect ကားကြီးနဲ့တင်ပြီးတော့မြို့ထဲကိုပတ်ပြီးသူတို့အရင်သူတို့ပြန်ပို့တာဖြစ်မှာပေါ့ဗျာအဲ့မှာကားတွေကနေကြည့်ပြီးတော့အပြင်မှာလပေးဆိုင်တွေဘီယာဆိုင်တွေဖွင့်ပြီးဈေးတွေဖွင့်ပြီးစီကားလူတွေတွားလာနေကြွအံ့ဩတယ်သူတို့တွေကဟာတယ်ကျွန်တော်ဒီမန္တလေးမြို့ကြီးမှာအဲ့လိုမျိုးတွေတွားလို့လာလို့ရနေပြီလားတဲ့ဘယ်တုန်းကရရတာလဲဆိုပုံစံမျိုးပြောတယ်သူတို့မသိဘူးအာကျွန်တော်တို့တောထဲမှာဗျာတဲ့မန္တလေးတို့ရန်ကုန်တို့ဆိုတာလေမြို့ပြကြီးဖြစ်နေပြီတဲ့စစ်တပ်ကအကုန်လုံးဘုံတွေကျဲပြီးဒုက္ခတွေပေးတာလားတဲ့ကျွန်တော်တို့မိသားစုတွေကျွန်တော်တို့ ပြည်သူကြောင်စားဝတ်နေတော်တော်အခက်အခဲဖြစ်ပြီးအဆင်ပြေပြီးမျိုးမိနေလဲမလားမောင်းမဲပြီးတော့တော်တော်စတလင်းကြီးဖြစ်နေတယ်ဆိုပုံစံမျိုးကျွန်တော်တို့ပြောထားတယ်ဆိုတော့ဘလောက်တောင်သူတို့ brain wash လောက်တာစဉ်းစားကြည့်နော်နောက်တစ်ချက်ကျတော့ကျွန်တော်ဒီ ठी ချိုင်းဘက်ပါ ठी ချိုင်းတို့ကတာတို့ဘက်မှာတဲ့ PDF ကလေးတွေကသူ့ဘက်သူဒီတိုင်းပဲရှောက်သွားပြီးတော့ဈေးဆိုင်မှာမုံတွေဝယ်စားလည်းပေးဆိုင်ထိုင်ရှောက်သွားနေကြတယ်အဲ့ရွာအဲ့ဈေးဆိုင်ဈေးဆိုင်ကဈေးတဲ့မိမတွေကသူတို့တွေကဒီနေသားမဒီနေသားမဟုတ်ဆိုတော့တိတယ်ပီဒီအက်ဆိုတော့တိတော့တားလို့တမီတို့အခုချိန်မှာ ကားစီးပြီးအိမ်ပြန်ပါလားရတယ်ဗညာပြောတော့ရတယ်ကျွန်တော်တို့မပြန်တော့ပါဘူးကျမတို့မပြန်တော့ပါဘူးလို့ပြောတယ်တဲ့အဲ့ဒါဘာဖြစ်လို့လဲဆိုစုံစမ်းကြည့်တဲ့ခါကျတော့အဲ့ကလေးကဆေးကျွေးထားတာလေဆေးကျွေးတဲ့ခါကျတော့သူတို့အချင်းနဲ့ဆေးစာဆေးတော့ဆေးစာပုတ်ပြရတယ်ဆေးစာဆေးရမယ့်နေရာကိုသူတို့တွားရတာလေအိမ်ပြန်ပါရိုက်ပြီးတော့ကုန်းနဲ့ကော်ချပြီးစောင့်ကန်တော့သူတို့ပြန်မှာမဟုတ်တော့ဘူးဘာဖြစ်လို့သူတို့ဆေးအချင်းနဲ့ဆေးဆေးတော့အောင်ပေါ့ဆေးဆွဲနေပြီလေအဲ့လိုမျိုးတွေလှုပ်ထားတယ်ဗျာဒါလေကျွန်တော်ပြည်သူတွေသိစေကျွန်တော်ကျွန်တော်ဒီကနေတင်ပြခြင်းဖြစ်ပါတယ်ဒါကျွန်တော်တို့အခုလက်ရှိတွားနေတဲ့ နိုင်ငံရေးပရောယောဂအနေနဲ့စာပြီးစာပြီးဘယ်သူကမှားလဲအဲဒီလက်ရှိအနေထားတွေကိုပြင်အောင်ပြင်ဆင်ဖို့အတွက်ဘယ်သူကလုပ်နေတာလဲအဲဒီကောင်းကျိုးပြင်အောင်ကွန်ပျူတာတွေကဘယ်သူကမှတာမေးလို့ဖြစ်နေတာလဲဆိုတာပုံပုံလင်းလင်းဂကနနာမြင်အောင်ကျွန်တော်ဒီကနေတင်ပြခြင်းဖြစ်ပါတယ်ဗျာဒီငါလုံးမတာခွေးတော်မှမင်းတအုံနှောက်ရှိအောင်မတိလားအရင်ကဘန်ဒလေးရင်ကွန်ပဏီဖြူတဲ့လူတွေကသူတို့မှဖုန်းတွေမရှိဘူးလို့ထင်လားမဖြစ်တာတွေပောက်ကြီးရတွေမင်းတို့ကပြောနေတာ PDF တွေကိုဆေးဆွေးကြပြီပေါ့ဟုတ်လားမင်းကမေးရဖို့အတွက်ပြီးတူလူထုကိုကျင်းထနေတာမင်းမထမင်းရုပ်ကိုလည်းမထကြမယ်ကျွန်တော်တော့ငါလုံးမတနေ့ကျမင်းခံရမယ်ပုပ်ပြရတွေရှုပ်ပြုံးခွေးချက်ဖွေးပါတီတွေအဲ့လိုမျိုးပြီးတူတွေကိုကျင်းထတာမင်းပြောတဲ့စကားတွေလည်းယူတဲ့လူတွေပဲယူမှာတသိန်းမှတကောင်တော့မှယူမှာပါဘူးနားလေလားတဘောပေါက်ခွေးတာဟုတ်ကဲ့ပါတော့ကျွန်တော်ဒီနေ့ညတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမရခုစိတ်ကြပါ I love you all God bless you all thank you for your time